ူပြည်စင်ပေါ့နော်အဲကူပြည်စင်ကအဲသူ့ရဲ့ဘယ်လိုအဖိုးလားမသိဘူး rider ဥတာတို့ရိုက်ထားတဲ့အဲ collagen နေဝင်နဲ့ရိုက်ထားတဲ့အဲဇက်ရှိခဲ့ဘူးရယ်ပေါ့နော်ရုပ်ရှင်သကားကြီးရှိခဲ့ဘူးရဲ့ခါကြတော့သူကလည်းစိတ်ဆိုးပြီးတင်တာပေါ့လေတင်တော့ဟိုဒါဒါတူးတူးဘက်ကလည်းပန်ပါတယ်ဒါဟိုဘယ်လိုပြောရမလဲစိတ်စိတ်တူပြီးသူတင်လိုက်တာပေါ့ တင်တဲ့ခါကျတော့ကျွန်တော်လည်းမသိဘူးကျွန်တော်အဲ့ဒီသူကညဘက်တင်တာကနောက်နေ့မနေ့ကျတော့မှကျွန်တော်သိတာမြင်တာကျွန်တော်အဲ့လိုဝိုင်းပို့ကျွန်တော် message box မှာအဲ့လိုမျိုးပို့ထားကြတာတွေ့တော့အဲကျွန်တော်ဖွင့်ကြည့်တော့မှ order လို့ဖြစ်သွားတာဆိုကျွန်တော်ချက်ချင်းပဲဖုန်းနံပါတ်ရှာပြီးတော့အဲသူရှိဆက်လိုက်တယ်ဗျာနော်ဆက်ပြီးတော့အကျိုးအကြောင်းရှင်းပြရတယ်အဲ့ဒီအတွက်ကြောင့်လဲ sorry ပါပေါ့အဲကျွန်တော်ပြန်ပြီးတော့လဲဒီစကားတိုက်တယ်လေးကိုလဲပြန်ပြီးချိန်ပေးပါမယ်အဲဆိုပြီးတော့အဲ့လိုမျိုးပဲပြောရအဲ့ထက်ကစပြောရတဲ့သူကလည်း AC ပါပဲအေးခွန်ကြီးလေးသူလည်းအဲ့လိုမျိုးအရင်ရင်အဲ့လိုမျိုး ခံခဲ့ရဘူးတယ်ပေါ့နော်အဲ့လိုမျိုးကိစ္စတွေရှိခဲ့ပြီးတော့ဟိုတွေ့တွေ့ချင်းမှာအဲ့လိုမျိုးတမင်လောက်တာလို့သူလည်းထင်ပြီးစိတ်တူပြီးတင်လိုက်မိတာပါတဲ့အဲကတ်စတီတော်တော်များတော့အားလုံးသိကြတဲ့အတိုင်းပဲဒါကျင်ပေါ်ကနေပြီးတော့အဲကျင်ပေါ်ကအောင်မြင်မှုနဲ့တူပေါ့နော်ဖြစ်လာတဲ့အဲဒီအတွဲဆက်လေးဒီမှာပြိတက်ရဲ့တောင်းဆိုမှုကြောင့်ပြိတက်တော်တော်များများရဲ့တောင်းဆိုမှုကြောင့် အခုဒီစကားကိုဖန်တီးပြတာပါရုပ်ရှင်စကားကြီးဖြစ်ပေါ့နော်ဟုတ်အဲအင်တောင်ကြီးဒရမာပါ heavy ပေါ့နော်အဲ romance drama ပေါ့နော်အဲ drama အင်တောင်ကြီး drama ဆိုရင်တော့ပုံမှန်ပါပေါ့ဒါပေမဲ့အဲ romance လေးလည်းပါတယ်ပေါ့နော်အဲဆိုတော့ဒီလေးပွင့်ဆိုင်ကြားအချစ်ဇာတ်လမ်းကိုကြည့်ရမှာပေါ့ဟုတ်အမ် twist တရားထည့်ပြောလိုက်ရင်ဒါ spoil လို့ဖြစ်သွားပါဆိုတော့အဲတော်တော်လေးတော့မိုက်တယ်ဗောနော်ဇက်ကကြတော့အဲဒီဒီအခုကျွန်တော်ရိုက်မဲ့ဇက်ကအဲ ဒါဆ iam ဝေမျိုးတက်ခဲ့ဒီရှင်းနေဝေမျိုးတက်ခဲ့တကယ်ဖြစ်ရမှန်းဆက်တကယ်အပြင်မှာဒီရမုံကိုလိုက်မင်းပိုင်းစော်ဆိုရနာမည်လွှဲပြောထားတာဗောနာမည်တွေကတော့အစ်စ်တော့မဟုတ်ဘူးဗောနာမည်တွေကလွှဲပြောထားတာဒါအပြင်မှာတကယ်ဖြစ်ပြတ်သွားတဲ့အဖြစ်ပြက်တစ်ခုကိုအဲသူရှိမှာအဲ့လိုသူရဲ့ client ဗောဒီရှင်းနေရဲ့ client ဗောသူရှိမှာလာပြီးတော့အဲအလုတ်အပ်ထားတဲ့ client ရှိရနေမှာတစင်ဒီဇက်က အဖြစ်လာတာပေါ့နော်ဖြစ်လာတဲ့ခါကျတော့ကျွန်တော်တို့ကလည်းဒီဇက်ကလေးကိုဆ iam မရေးထားတာတွေ့တဲ့ခါမှာဖတ်ကြည့်ရင်လည်းအရင်သဘောကျတဲ့ခါကျတော့အဲ့နဲ့ဆ iam မကိုခွင့်တောင်းကြည့်ရပေါ့နော်အခွင့်တောင်းကြည့်တော့ဆ iam မလည်းရုပ်ရှင်စကားကြီးဖြစ်ဖို့ပုံပေါ်မှာဆိုတော့ဆ iam မလည်းခွင့်ပြုပေးရပေါ့အဲ့နဲ့ဟုတ်ဒီစညုံ ATD ကိုက Academy ATD ကိုကရေးပြီးတော့ဒါကျွန်တော်ရိုက်မှာပေါ့ဟုတ်အဲ့တော်တော်နီးစက်တယ်နီးစက်တယ်ဆိုတော့အပြင်ကအဖြစ်ပြက်တစ်ခုဖြစ်နေတာ哦အဲဒီဇက်ကားထဲမှာအဲဒီဇက်ကားထဲမှာဆိုလို့ရှိရင်ခုနကကျွန်တော်ပြောလို့ပေါ့ တကယ်အပြင်မှာဖြစ်သွားတဲ့အိမ်တော်ကြီးဒရမာတစ်ခုကိုတကယ်ရင်းနှင်းစရာဖြစ်ဖြစ်ပြတ်တစ်ခုပေါ့နော်အဲဒီခါလေးကြားလို့ရှိရင်ကိုမျောလင့်ထားတာတွေကဒီခါလေးကြားလဲအဲမျောလင့်ထားလို့ဖြစ်မလာနိုင်ဘူးဆိုတော့အကြောင်းအရာတွေပေါ့နော်အဲတိတ်အများကြီးတော့မပြောချင်ဘူးအများကြီးပြောလိုက်လဲဇက်ပေါ်လာမှာဆိုလို့ဟုတ်ကြပါလိမ့်ဟောအဲ့ဒါကဟိုနားလည်မှုလွဲကြတာလို့ထင်ပါတယ်အဲကျွန်တော်ရဲ့ဉာဏ်ပြင်းမှုကြောင့်လည်းပါပါတယ်ဘာလို့ဆိုတော့ကျွန်တော်ပုံမှန်ဆိုရင်တော့ဟိုစကားတိုက်တယ်ပြီးတော့မယ်ဆိုရင်ကျွန်တော်အရင်ဆုံး reset တော့လုပ်ပါတယ် ဟိုသူကဲခောက်ကြည့်ရဲအဲနီးစက်အမေးကြည့်ရဲပေါ့နော်အဲဒါပေမဲ့မေးဘမမတော့မတွေ့ဘူးပေါ့နော်ဒီအကယ်၍ဒါဆိုတဲ့နာမည်နဲ့ပတ်သက်ပြီးတော့အဲဘမမအသုံးပြုထားတာမရှိဘူးပေါ့မရှိတဲ့ခါ Google ခောက်တော့လည်းမတွေ့ဘူးရုပ်ရှင်စကားတိုက်တယ်ဖြစ်နေပဲဖြစ်ဖြစ်ဗီဒီယိုစကားတိုက်တယ်နဲ့ပဲဖြစ်ရှာကြည့်သေးတယ်မတွေ့တကယ်ကိုမတွေ့ခဲ့ဘူးအဲမတွေ့တဲ့ခါကျတော့အဲကျွန်တော်အမှန်မှန်အဲ့စကားကိုကျွန်တော်ကပေးထားတာဘာမှဒီနာမည်မဟုတ်ဘူးအဲကျွန်တော်တိတ်မကြိုက်သေးလို့ဆိုပြီးတော့ ်းစင်းစားရင်စင်းစားရင်3ညလောက်ကြာသွားတယ်3ညလောက်ကြာသွားတော့မှဒီစကားတိုက်တယ်လေးကိုစဉ်းစားမိတယ်ဗောနော်စဉ်းစားမိတော့ကျွန်တော်ပေးလိုက်တယ်အဲပေးပြီးတော့ကျွန်တော်တို့ဒီစာအုပ်ထုတ်လိုက်တယ်ဗောနော်ထုတ်ပြီးတော့ကျွန်တော်တို့ public ကိုအဲပြလိုက်တယ်ဗောပြလိုက်တဲ့အချိန်မှာပဲဒါကိုကိုပြည်စင်ဗောနော်အဲကိုပြည်စင်ကအဲသူ့ရဲ့အဲဘယ်လိုအဖိုးလားမသိဘူး rider ဥတာတို့ရိုက်ထားတဲ့အဲ collagen နေဝင်နဲ့ရိုက်ထားတဲ့ ဲဇက်ရှိခဲ့ဘူးလေဗောနော်ရုပ်ရှင်ဇာတ်ကြီးရှိခဲ့ဘူးတဲ့ခါကျတော့သူကလည်းစိတ်ဆိုးပြီးတင်တာဗောလေတင်တော့ဟိုဒါဒါတူးတူးဘက်ကလည်းပန်ပါလေဒါသူဟိုဘယ်လိုပြောရမလဲစိတ်စိတ်တူပြီးသူတင်လိုက်တာဗောတင်တဲ့ခါကျတော့ကျွန်တော်လည်းမသိဘူးကျွန်တော်အဲ့ဒီသူကညဘက်တင်တာနောက်နေ့မနေ့ကျတော့မှကျွန်တော်ကသိတာမြင်တာကျွန်တော်အဲ့လိုဝိုင်းပို့ကျွန်တော် message box မှာအဲ့လိုမျိုးပို့ထားကြတာတွေ့တော့အဲကျွန်တော်ဖွင့်ကြည့်တော့မှ order လို့ဖြစ်သွားတာဆိုကျွန်တော်ချက်ချင်းပဲဖုန်းနံပါတ်ရှာပြီးတော့ အဲသူရှိဆက်လိုက်တယ်ဗောနော်ဆက်ပြီးတော့အကျိုးကြောင်းရှင်းပြရတယ်အကိုကျွန်တော်ပြဖြိုးနိုင်မှာလို့အကိုမင်းကတင်ထားတဲ့ post နဲ့ပတ်သက်ပြီးတော့ကျွန်တော်လေးအဲကျွန်တော်လည်းဘယ်လိုပြောမလဲအပြန်ရှင်းပြခြင်းလို့ပါလို့တကယ်တော့ကျွန်တော်လည်းမသိခဲ့ဘူးဗောနော်အခုအဲ့ဒီကားရှိခဲ့ဆိုတော့ကျွန်တော်တို့ကြောင့်လည်း generation အရန်กว่าသွားပြီဖြစ်တဲ့အတွက်ဗောနော်အဲ့လိုမျိုးကားရှိခဲ့ရဲဆိုတာဟိုဘယ်လိုပြောမသိခဲ့ဘူးဗောနော်အဲ့ဒီအတွက်ကြောင့်လည်း sorry ပါဗောအဲကျွန်တော်ပြန်ပြီးတော့လည်းဒီစကားတိုက်တယ်လေးကိုလည်းပြန်ပြီးချိန်ပေးပါမယ်အဲဆိုပြီးတော့အဲ့လိုမျိုးပဲပြောရအဲ့ထက်ကစပြောရတယ်သူကလည်းအေးဆေးပါပဲ အေးဘာကြီးလဲသူလည်းအဲ့လိုမျိုးအရင်ရင်အဲ့လိုမျိုးခံခဲ့ရဘူးတယ်ဗောနော်အဲ့လိုမျိုးကိစ္စတွေရှိခဲ့ဘူးတော့ဟိုတွေ့တွေ့ချင်းမှာအဲ့လိုမျိုးတမင်လောက်တာလို့သူလည်းထင်ပြီးတော့စိတ်တူပြီးတင်လိုက်မိတာပါတဲ့ဟိုအခုသူ့ရှိကိုလည်းအဲ့လိုမျိုးဒီဘက်ကအခုအမှုပြကြရင်တော်တော်များဖုန်းဝိုင်းဆက်ကြရလို့ပြောတယ်သူကလေဥမာထားပါကိုအောင်တိုးတို့ပြီးတော့အာဒီကိုဟင်းထက်တို့ပါလို့ဆိုတော့ဖုန်းဝိုင်းဆက်ကြတယ်အပြည့်ပြုံးတယ်အဲ့လိုမဟုတ်ဘူးတမင်တက်တက်လောက်တာမဟုတ်တော့ဘူးပေါ့နော်ဟိုနားလည်မှုလွဲရဖြစ်ပါလိမ့်မယ်လို့သူ့ကိုတော့ဖုန်းဆက်ကြပါတယ်အဲ့ဒီကသူထင်တော့ထင်ပါတယ်တဲ့ ော့အဲ့လိုပါအေးဆေးပဲပြီးသွားတာသူကတော့ရွေချက်ရှိရှိလောက်တယ်လို့အဲသူကသူကအထင်လွဲသွားတာအထင်လွဲသွားရွေချက်ရှိရှိနဲ့အရင်ကလည်းအဲ့လိုမျိုးလှုပ်ခဲခံငယ်ရအဘူးတော့သူအဲ့လိုထင်သွားတာပေါ့အာဒီကောင်ကအခုဆိုရင်အကယ်၍သာမဟုတ်တော့ဘူးနော်အကယ်၍ဖြစ်သွားပြီပေါ့ဟိုရှေ့ရစကားနဲ့နာမည်တူတဲ့ခါကျတော့ကျွန်တော်နောက်ကตาတစ်လုံးဖြုတ်လိုက်ရတာပေါ့ဖြုတ်ပြီးတော့အကယ်၍ဖြစ်သွားပြီဒီစကားနဲ့ပတ်သက်ပြီးတော့အဲတောက်လျှောက်ပေါ့နော်ရှေ့မှာလည်းအဲဂျင်ပေါ်မှာလည်းဒီအားပေးလာတဲ့တေးရဆရာရဲ့ အဲပြီးတော့ဒီမင်းပညာရယ်ဆိုတဲ့အတွဲလေးကိုပေါ့နော်အခုတစ်ခါပြန်ပြီးတော့ပုံစံအစ်စ်ဆန်းလေးနဲ့မြင်ရမယ်အဲ့ဒီပြင်မှာမှသုံးပွင့်ဆိုင်မဟုတ်တော့ဘဲနဲ့နောက်ထပ်မင်းမြို့မှာထပ်ပါလာတယ်ထပ်ပါလာဆိုတော့ဘလောက်တောင်မှသူတို့ရဲ့ပြိုင်ဆိုင်မှုတွေအချစ်တရားလောက်ပြင်းထန်မလဲဆိုတော့စောင့်ကြည့်ရမှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲအခုဒါကျွန်တော်ဒီဇက်ကားလေးကအဲစတင်ရိုက်ကူးပြီပေါ့နော်အဲတကယ်တော့ကျွန်တော်ဒီဇက်ကားကိုရိုက်ဖြစ်တာလဲပြိဿတ်ကြောင့်ပဲပြိဿတ်တည်းရဲ့တောင်းဆိုမှုတွေအများကြီးလုံးလို့ကျွန်တော်တို့က ဒါကိုပြိတက်ကိုလေးစားမှုရှိတဲ့အနေနဲ့ရောပြီးတော့အဲပြိတက်ကိုပြိတက်ကြည့်ကျင်တဲ့ပုံစံမျိုးကြည့်ခွင့်ရအောင်ကျွန်တော်တို့ကထပ်ပြီးတော့ဒါမျိုးကိုရုပ်ရှင်ကားကြီးဖြင့်ဖန်တီးတာပါအဲ့တော့ထွက်လာတဲ့ခါကျတော့ရှင်လည်းအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်